ကဘာဦးကျန်းအခန်းကြီး၁၃အာဗျံသမီးမောင်နှံတို့သည်လည်းလောတနှင့်တကူမိမိတို့မရှိသမျှသောဥစ္စာကိုယူ၍အေဂုတ်တုပြည်မှထွက်သွားသဖြင့်ခါနန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏။ထိုအခါအာဗျံသည်ဒိုးနွားစတိတို့ကိုနင်းရွှေငွေကိုနင်းအလုံးရတတ်၏။တဖန်နောင်ပိုင်းမှခီးသွားလဘေဒလနှင့်အတွင်းဘေဒလမျိုးအာမျိုးဆက်ကြမ်းအထက်ကတဲကိုဆောက်ရဲ။ ရပလင်ကိုတီခဲ့ဘူးသော အရက်တို့ရောက်ပြန်လျင် ထိုရက်တွင်ထာဝရပြာဤနာမတော်ကိုဖန်နာပြု၏အာဒီယန်နှင့်အတူလိုက်လာသော လောဒတိလည်းသိုးနွားများနှင့်တည်းအများရှိသဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းကထိုမြေမဆက်နိုင်ဝိစာများလုံးနှင့်သူတို့သည်တရက်တည်းမနေနိုင်ကြား အာဗျာဤနွားចောင်းသားလောဒီနွားចောင်းသားတို့သည်လည်းခိုင်ရန်ပြူကြဤထိုအခါခါနဲ့မျိုးသားဖယ်စီမျိုးသားတို့သည်ထိုပြီးမနေကြတည်းအာဒီယံကလည်းငါတို့သည်နေကိုချင်းဖြစ်လျက်ငါနှင့်တင်မင်းငါနွားចောင်းသားတို့နှင့်တင်နွားចောင်းသားတို့မမင်းခိုင်ရန်မရှိပါစေနှင့် ြေပြင်လုံးဒီတင်းရှိမှရှိသည်မဟုတ်လောငါနှင့်ခွာလင်းနေပါလောတင်းဒီလက်ဝဲဘက်သို့သွားလျင်ငါဒီလက်ရဘက်သို့သွားမီတင်းဒီလက်ရဘက်သို့သွားလျင်ငါဒီလက်ဝဲဘက်သို့သွားမီဟုဆို၏ထိုကာလခါတော်တော်မျိုးနှင့်ဂောမောရမျိုးကိုထာဝရပြားဖြစ်စည်းတော်မမူမီစောရမျိုးတို့သွားတော်လန်းရော်တယ်မြစ်ပဝန်းကျင်ရဲ့ရဲ့မီရင်များထာဝရပြား၏ဥယင်တော်ကဲ့သို့ဝင်အေဂုတ်တုပြီကဲ့သို့ဝင်ဖြစ်သည်ကိုလောဒမျောကြီးမြင်လျင် ယော်ဒန်ချိုင်းတလျှောက်လုံးကိုရွေးချယ်တဲ့အရှိတိုပြောင်းသွားသဖြင့်အချင်းချင်းတဦးနှင့်တဦးကွဲပြားကြ၏အာဒီန်ဒီခါနန်ပြည်မနေလီလော့ဒ်မူကမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေသောတုံမြို့နားမှာတဲကိုစောက်လေသောတုံမြို့သားတို့သည်သိုးတော်သူထာဝရကီယာရှင်က အလွန်ပြည့်များသောသူဖြစ်ကြသည်တည်း လောဒသည်အာဒီယန်နှင်းခွာရေးသွားပြီးမှထာဝရပြရသည်အာဒီယန်ကိုခေါ်ရေးတင်ရှိသောအရက်ကတောင်မြောက်အရှိအနောက်သို့မျောကြည့်လော့တင်မြင်သောမြေပြင်လုံးကိုတင်နှင်းတင်၏အမျိုးအနွယ်အားငါသည်ကာလအစဉ်မြဲပေးမည်တင်အမျိုးအနွယ်ကိုမြေမုံကဲ့သို့ငါများပြားစေမည်သို့ဖြစ်လျေလူသည်မြေမုံကို ရေတွက်နိုင်လျင်တင်၏အမျိုးအနွယ်ကိုရေတွက်နိုင်ကြလိမ့်မည် တင်းထဲမြေကိုအလျားအဖြစ်မင်းအနံအဖြစ်မင်းရှောက်သွားတော့တင်အားငါပေးမိဟုမိန်တော်မူ၏။တပန်အာဗျန်ဒီတဲကိုပြောင်းတဲ့ဟေပြုံမြို့မန်ရီတပိတ်တော်သို့ရောက်မှနေရာကျဲထာဝရကီယာအဘိုးယေဇဘလင်ကိုတည်လေ။ကပ္ပဝုဇန်အခန်းကြီး73ပြီး